2025ခုနှစ်နိုဝင်ဘာလ15ရက်စနေနေ့မနက်စောစောနှုတ်ခွန်ရညီဖျက်ခင်တဲ့တော်လာတဲ့ကျွန်တော်တို့မြန်ခန်စားပြီးတရိတာကလာတော်လာခြင်းလည်းမခွင့်ရည်အတွက်ပြင်ဆင်ပေးတဲ့ဖျက်ရှင်တွေမှာပုံကြည်ပါစီတော့ရှေးစွာကာလချင်းကိုရွေးနှောမှဆိုရင်နှစ်ဆနေပြီးတော့ဒီကနေ့ပါဝင်ကျွန်တော်ကျွန်မအသက်ရှင်ခဲ့တဲ့ရက်ပေါင်းက319ရက် ရှိခဲ့ပြီဖြစ်ပါတယ်။ကွန်ကရစ်319ရက်ရောဘယ်လိုသုံးပြုခဲ့လဲ။ကြောက်ချင်းစီအကျိုးရှိရုပ်ခဲ့ရလား။ပြန်ပြောင်းဆက်စစ်အောင် ကျန်ရှိသေးတော့မနက်ဖြန်နေစပြီးနှစ်ကုန်ထိ46ရေပဲကျန်ပါတော့တယ်ကျန်ရှိသေး46လဲကာလာချွန်ကောင်းစုရွေးနုတ်ပြီးတွာလာခြင်းလဲပို့လို့မှာရှေးဥစွာတိုက်တွန်းလို့ဆိုလိုပါတယ်ဒီကနေ့ my blessed morning အစီအစဉ်ကိုအဓိကခြေပြုမဲ့ကျမ်းစာကတော့တတော်လုံးနဲ့အော်ရဆာပရမဆာဆောင်အခန်းကြီး၄အပိုက်ငယ်တစ်တစ်ချက်အပိုက်ငယ်၁၀တစ်ချက်ကိုဖတ်ပြခြင်းပါတယ်အမှရွေးချယ်တဲ့စကားလုံးတွေကိုကျွန်တော်ဖတ်သွားမှာဖြစ်ပါတယ် ငါတို့ထံ၌ဤခံကြသည်နည်းအညီတိုးပွား၍ကြွယ်ဝပြည့်စုံမည်အကြောင်းအပိုက်ငယ်30ညီကိုတို့တင်တို့သည် တိုးပွား၍ကြွယ်ဝပြည့်စုံမည်အကြောင်းနှကတော်သည် အသက်ရှင်တဲ့ဇာတော်ဖြစ်တိုင်းကြောက်တိုင်းမှာဘုရားသခင်သည်အတိတ်တပံပြန်လဲကောင်းချီးပေးပါစေတော့အာမင်ညီကိုတို့တိုးပွား၍ကြွယ်ဝပြည့်စုံမည်အကြောင်းဟာလေလုယာခရိယံတတ်တာဟာခရစ်တော်ဘုရားကို မြို့ပိုင်ကယ်တယ်ပိုင်ရှင်ပြည်နဲ့ရတဲ့အတွက်ကြောင့်ခရစ်တော်ဟာကျွန်တော်ရဲ့အဖို့ဖြစ်ပါတယ်။ထိုရှင်ကကြိုးဝချမ်းသာတဲ့ရှင်ဖြစ်ပါတယ်။ကောရိန္သုဩရစာဒုတိယဆောင်ခန်းကြီး၈ရပိုင်ငယ်၉မှာထိုရှင်ဟာစီးစိမ်ရှိတော်လဲလို့အင်္ဂလိပ်မှာတော့ though Jesus was rich ချမ်းသာတဲ့သူလို့ပြောပါတယ်။အတူတူအရှင်ရှုကကြိုးဝချမ်းသာသူကြောင့်ဖြစ်တဲ့အတိုင်းကျွန်တော်ယုံကြည်သူလဲကြားစာလာတဲ့အတိုင်းနှစ်ချိန်လုံးပြောထားတာနော်။ ပါပြောလဲတိုးပွား၍ကျွယ်ဝပြည့်စုံမည်အကြောင်းတချို့က spiritual ဖြစ်လွားကြီးတယ်လို့ကျွန်တော်မပြောလို့ spiritual ပဲစဉ်းစားတာဝိညာဉ်ပဲစဉ်းစားတာဒါပေမဲ့ဖျားခင်ကျွန်တော်ဖန်ဆင်းတဲ့မှာခန္ဓာစုတ်ညာအလုံးရှိတာဟုတ်ခန္ဓာပိုင်းဆိုင်ရဲ့အကောင်းကြီးရောစပိုင်းဆိုင်ရောဝိညာဉ်ပိုင်းဆိုင်ရောအရှင်ရှိကျွန်တော်ကဲတဲ့ခါဝိညာဉ်တပည့်ကဲခဲ့တာမဟုတ်လားကောင်းရင်ပေါ်မှာကျွန်တော်ခန္ဓာကိုယ်မှာရှိနေတဲ့အနာရောဂါတွေညှိဖို့အတွက်တန်တဲ့ချက်တွေခံခဲ့ရတယ် ကျော်စစ်ပင်းဆရာကဲလှရှင်းခန်းစားဖို့အတွက်ထိုးရှင်ပြုခဲ့တယ်။စိတ်ညှိုးငယ်ခြင်းနဲ့သွားလာခဲ့တယ်။ဝิญဉ်ကတော့ပြောစရာမလိုတော့ကျွန်တော်တက်ဝิญဉ်ထားရငယ်မရောက်စီဖို့အတွက်ထိုးရှင်သည်အပြည့်ခါတည်ခြင်းကိုကားတဲ့ပုံမှာကြည်ကြည်နဲ့ခံခဲ့တယ်။ထိုးရှင်ရဲ့ကဲတဲ့ခြင်းကပြီးပြည့်စုံတဲ့ကဲတဲ့ခြင်းဖြစ်ပါတယ်။ထိုးရှင်နာမှာပုံကြည့်ပါစေ။အဲကြောင့်ပြီးပြည့်စုံတဲ့ကဲတဲ့ခြင်းကိုထိုးရှင်ဖះစောင့်ခြင်းပေးခဲ့တဲ့ကြောင့်တတော်လုံးဒီမှာတမတော်ကြီးနှစ်ချိန်တိတိပြောတဲ့အတိုင်းဒီနေ့မှာတက်တက်လေးအပိုင်ငယ်တက်ကောအပိုင်ငယ်30မှာပြောတော့ တိုးပွား၍ကျွယ်ဝပြည့်စုံအတိတ်ကလာတော့ကဒီအကြောင်းကိုကျွန်တော်တို့အသိတော်များရဲ့ဒီဆောင်ပုတ်ပေါ့လေတိတိကလာဆောင်ပုတ်ကိုတက်ပြီးတော့စဉ်းစားပါတယ်အဲ့ချိန်မှာဟိုဒေသရအသိတော်တပါအသိတော်လူကြီးကကျွန်တော်ဘာပြောစင်ဆရာကြီးတိုးပွား၍ကျွယ်ဝပြည့်စုံပြီးအကြောင်းလို့ခေါင်းစက်တက်ထားတိုင်းကျွန်တော်တို့ယုံကြည်သူတွေအသိတော်မှာပေါင်းတဲ့ယုံကြည်သူတွေတိုးပွားများပြားခြင်းနေစီးပွားရေးတိုးတက်လာပြီးပေးကမ်းခြင်းမှာကျွယ်ဝပြည့်စုံနေအရင်နှစ်တောင် နှစ်ဆသုံးဆတက်လာတယ်လို့ပြောပါတယ်ဘုရားရှင်တော်ကပုံကြည်ပါသည်ဟောဒါကြောင့်ကျွန်တော်တို့အမြဲတမ်းကြားနေစကားတာတအားရည်ကြည်ပါတယ်အဲ့ဒီမင်းတို့ဝิญဉ်ပဲကြည်တာကွာဆိုရင်တော့စိတ်ညစ်စရာပဲစိတ်ပင်ဆိုင်တော့ညှိုးငယ်စရာပဲဒီတော့ခန္ဓာစိတ်ဝิญဉ်အားလုံးပြီးပြည့်စုံတဲ့ကယ်တင်ခြင်းကိုရောက်စီတယ်ဆိုတာသိရင်တော့တိုးပွားကြွယ်ဝပြည့်စုံခြင်းကိုလက်ခံနေမှာဖြစ်ပါတယ်လို့ဒါဒီနေ့ချက်တော်ညီကိုမှာတော့အရှင်သီခန္ဓာပိုင်းဆိုင်အတွက်လည်းကယ်တင်ခဲ့ပြီးပြီတို့ရှင်တော်ပါပုံပြပါစေစပိန်ဆိုင်အောင် ဝင်ပြိုင်ဆိုင်အားလုံးပြီးပြည့်စုံတဲ့ခရင်ရောက်စီတဲ့ဘုရားဖြစ်ပါတယ်ဟာလေလုယာဒေါက်တာရှင်ကိုမိခရပိုင်ရှင်တိကျွမ်းပြီးတော့တွာလာခြင်းလန်ခြင်းဟာတိုးပွားရေကြွားပြည့်စုံမှုပဲရှိတယ်ဆိုတာကိုတိကျွမ်းဖို့လို့ငါဒီနေ့တိုက်တွန်းနှုတ်ဆော်ပြစီကျောင်းရဲ့နှုတ်တော်နဲ့ဝင်ကားချပြည့်ရောက်တဲ့ပုံမှာဘုရားသခင်သည်အတိတ်တပံပြန်လဲကောင်းချီးပေးပါစီတော့စွတ်တော်နှံ့ကြပါစို့ပြည့်တော်ရှင်ဖပါဘုရားအရှင်ရှုဖရားရဲ့ကယ်တင်ခြင်းမှာခန္ဓာဆုံးညာအလုံးပါဝင်ပြီးသားဖြစ်ပါတယ် ဒါကြောင့်တောက်တော်လွှဲမျိုးတမန်တော်ကြီးကစာရေးတဲ့ခါတိုးပွားယူကြွယ်ဝပြည့်စုံပြီးအကြောင်းဆိုပြီးညီကိုတွေပြောပါတယ်။နှစ်ချိန်နှစ်ခါပြောပါတယ်။ဒါကြောင့်ဒီနေ့သားတို့ဘွားတက်တာသိပါလေ။သားရမြတ်သခင်ယေရှုဖျားရဲ့အသက်ဆွံ့ပြီးတော့ဆောင်ကျင်းပေးခဲ့တဲ့ခန္ဓာပိုင်ဆံစိတ်ပိုင်ဆံဝိညာဉ်ပိုင်ဆံရဲ့ကောင်းချီးမင်္ဂလာတွေကိုရောက်စီတိုင်းအားယုံကြည်ခြင်းနဲ့ရယူနိုင်ဖို့လို့ကဒီနှုတ်ကပ်တရားစကားဖြင့်အလင်းပေးခြင်းပဲ့ပြင်ခြင်းသွန်သင်ခြင်းတို့ပြပြုပြီးတော့ကောင်းချီးပေးပါမိကြောင်းထားမြောက်ပြီးအသက်ရှင်တော်မူသော ဘာလို့မြတ်ခင်အရှင်ယေရှုဖျားနာဘတော်ပြေကိုမိပြုပြီးခြေဆိုတော်ပေါင်းချီးမွမ်းခြင်းနဲ့တူဆုတောင်းအနှံ့ကြပါရဖဖျားသခင်အာမင်ပြီးခဲ့တဲ့သခင်ဖျားနေ့ကနေပြီးတော့ဒီစနေနေ့ဆိုရင်ခொနဲ့တာကာလကျွန်တော်ရှိခဲ့ပြီပြီးခဲ့တဲ့သခင်ဖျားနေ့9ရက်နောက်ပြီးတော့အာ7ရက်23ရက်ဒီနေ့15ပေါ့အဲ့မှာကျွန်တော်တတ်တော်လင်းတော်ရစာပထမဆောင်တော်နေ့ကျွန်တော်စဉ်းစားခဲ့၄ချိန်စဉ်းစားခဲ့ပါတယ်မနေ့ကကျွန်တော်စဉ်းစားခဲ့ပြီးပြီးပြီးခဲ့တဲ့လနေ့ဆက်ပြီးတော့10ရက်နောက်12ရက်မနေ့က14ရက်မှာတော့ ဓမ္မရာဆိုရင်ဒုတိယစာဆောင်နေစဉ်းစားပါတယ်။အော်ဒါကြောင့်ဒီနေ့မှာအချိန်မရအောင်လုပ်ပြီးတော့ဓမ္မရာဆိုရင်ဒုတိယစာဆောင်ဒုတိယစာဆောင်ကြီးရဲ့၃ချိန်။နောက်တတလုံးနေ့ပထမစာဆောင်နေရဲ့၄ချိန်ပေါ့။အဲ့ဒါအားလုံးပြန်ပြောင်းကြည့်ရှုပြီးတော့အသက်တာအတွက်ကောင်းချီးမင်္ဂလာရရအောင်လို့နောက်တစ်ခုကကျွန်တော်မြန်မာနိုင်ငံအတွက်ပါ။အော် Facebook မှာအာ VPN ခက်ခဲကြောင်းကြည့်ဖို့ခက်ခဲတဲ့သူတွေကိုကျွန်တော် YouTube မှာ channel ရှိပါတယ်လို့ကျွန်တော် YouTube channel ကိုလည်း like and subscribe မလို့အတင်လုပ်ပြီးတော့ကြည့်ရှုရရတယ်ဆိုတော့လည်းကျွန်တော်အကျညာလို့ပါတယ်လို့ရောက်တဲ့ပုံမှာဘုရားသခင်ဒီကြီးမားတဲ့ကောင်းချီးမင်္ဂလာများနဲ့တော်တော်ပြီးလမ်းပြတော်မူပါစေတော့အာမင်